ဆရာဒေါက်တာဖြိုးတီဟာရဲ့လက်ရှိဘဝကိုသာလက်တွေ့ကြကြအာရုံစိုက်ကြဖို့ဒီစာကိုဖတ်ရှုခွင့်ပြုပါရန်ဆရာအားလေးစားစွာခွင့်တောင်းလိုက်ပါတယ်ရှင်ဒီလေးနှစ်အတွင်းမှာကိုရီယုံကြည်ထားတဲ့ဘာသာရေးအယူအဆတွေနဲ့ပတ်သက်ပြီးခေါင်းထဲမိကွန်းတွေများကြီးပေါ်လာတယ်အတိတ်ကံအကုသို့ဝိကျွေးစတာတွေနဲ့ပတ်သက်လို့ပေါ့ကိုကြောင့်မဟုတ်ပဲဇိုးတရားတွေနဲ့ရင်ဆိုင်ရတယ်ဘာကြောင့်လဲဆိုတာအဖြေမရှိဘူးဒီတော့အတိတ်ကံအကုသို့ကံလောက်ခဲ့လို့ ပြန်ဆက်စရာဝိကျွေးပါလားလို့ဆိုပြီးဖြေလိုက်တဲ့နေသားသွားတယ်။ဒီဘဝမှာအင်တန်ကြီးမားတဲ့အကုသူတွေကိုလှောက်ထားပါလျက်နဲ့အခုထိပန်းပန်မပြတ်ဘူး။သူတို့ကိုမြားတဲ့အခါကျတော့လည်းစိတ်မသက်မသာဖြစ်ပြန်တယ်။အဲ့ဒီအခါတေးရင်ပါဖြစ်မယ်။နောင်ဘဝကျပဲရောက်မယ်စသဖြင့်တွေးလိုက်တယ်။နေသားသွားပြန်ရော။တကယ်တော့အဲ့ဒီနှစ်ခုစလုံးမှာဘာသက်သေးထောက်ထားမှရှိတာမဟုတ်ဘူး။ကိုယ့်ရဲ့ယုံကြည်ချက်သက်သက်ပဲ။အမနာရန်ပြောရရင် စိတ်အဆင်မပြေမှုတွေအဖြစ်မရှိတာတွေအတွက်ဖြစ်တွေးပြလိုက်တာပဲအခုလိုတဘာဝဘေးတွေကြောင့်အသက်ပေးရတော့ဘာအကုသူနဲ့ဆိုင်တာလဲဝေကြွေးပါလို့ဆိုမြန်မာတပြည်လုံးကလူတွေအရင်ဘွားကမဟုတ်တာလောက်ခဲ့ကြလို့လားဒါနဲ့ပဲတညီတညွတ်တဲ့ဒီနိုင်ငံမှာလူလာဖြစ်လာတာလားအာဏာရှိသူနဲ့ပေါင်းပြီးခွေကြီးချမ်းသာနေသူတွေကြတော့ဒီနိုင်ငံမှာလူဖြစ်တာချင်းတူရင်မဲ့အဲ့ဒီဝေတွေကလွတ်နေပြန်တဲ့လား မဟုတ်တာတိမ်မလောက်ခဲ့လို့ပဲအခုလိုဘွားရပြီမဟုတ်တာများများလောက်တဲ့သူတွေကမန္တလေးစကိုင်းစတဲ့နေရာတွေမှာလူဖြစ်ရတာလားဒီအိမ်ဒီမိသားစုမှာပဲရှိနေကြတာချင်းအတူတူတချို့ကအပြင်ခဏထွက်တုံးမှုလွမြောက်သွားကြပြီတချို့ကျစက္ကန့်ပိုင်းတွင်အသက်ဆုံးရှုံးရတယ်ဘာတွေကွာခြားနေပြန်တာလဲဒီမိကုန်းနေအတွက်ဖြစ်မရှိပါဘူးဒါကြောင့်လဲကျွန်တော်ဒီဘက်နောက်ပိုင်းမှာ secular bodhisattva ဘက်ကိုပို့ရောက်လာတယ်လို့ပြောတာပါ ရှေးဘဝနောက်ဘဝဆိုတာတွေကိုအရင်ကြီးမယုံကြည်တော့ဘူး။လက်ရှိဘဝမှာဘယ်လိုနေထိုင်ရမလဲ၊ကျင့်သုံးရမလဲ၊တန်ဖိုးရှင်အောင်ဘာတွေလုပ်သားရမလဲ။ဒါကိုပဲဦးစားပေးစဉ်းစားဖြစ်တော့တယ်။ပိုလဲလွတ်လပ်သွားသလိုခံစားရတယ်။နောက်ဘဝဘာဖြစ်ဖို့ညာဖြစ်ဖို့ကြုံမျော်ပြီးလှူဒန်းနေတာတွေမလုပ်တော့ဘူး။လူအားများစွာကိုဒုက္ခပင်လဲဝေစေတဲ့လူဘလူတွေကိုရင်ဆိုင်ဖို့ရမှာလဲ။ပါဏာတိပါတာကံမြောက်မယ်အကုသိုလ်ဖြစ်မယ်နောက်ဘဝပယ်လာမယ်ဒီလိုတွေမတွေးတော့ဘူး။ သူတို့ရှိနေသည့်ဘဝပေါင်းများစွာပြည့်နေရဦးမှာမို့ကိုအကုသို့မဖြစ်ဖို့အတွက်နဲ့လက်ပိုက်ကြည့်နေခြင်းဟာဒီဘဝတွေကိုရောယောင်ပြီးဖြတ်နေတာနဲ့အတူတူပဲလို့ခံယူထားတယ်။ဒါနသီလဘာဝနာဒီသုံးခုကိုလှုပ်ဆောင်နေအားထုတ်တယ်။ဒါနဘာလို့လှုပ်လဲ။မျှဝေခြင်းလို့တစ်ဖက်သားအစဉ်ပြေစေခြင်းလို့ဒီပစ္စည်းဥစ္စာတွေကနေ့မြင်ညပြောက်ဆိုတာပူပူသဘောပေါက်လာလို့ဖက်တွင်မထားခြင်းတော့လို့အဲ့ဒီတော့တစ်ဖက်မှာလည်းအပူစာမစားတော့ဘူး။ ။တမအာဇီဝမကြတာတွေမလောက်တော့ဘူးငွေကိုရိုးရိုးသားသားပဲရှာတယ်။ကိုကျင့်သီလပါလုံသွားတယ်။သီလဆိုတာလဲမဟာဒါနတဲ့ဗုဒ္ဓကဟောတယ်။ကိုကြောင့်လူတွေမထိခါရအောင်ထိမ့်သိမ့်နေထိုင်ခြင်းဖြစ်လို့အင်တန်ကြီးမားတဲ့ဒါနဖြစ်တယ်လို့ဆိုပါတယ်။ငါးပါးသီလနဲ့တင်ရက်မနေတော့ဘူး။နေ့စဉ်ဘဝမှာမလောက်တင်တာတွေလောက်ရင်လူတွေထိခိုက်မယ်။လောက်တင်တာလောက်ဖို့ပြက်ကွက်ရင်လည်းလူတွေထိခိုက်မယ်တတ်နိုင်သမျှကိုကြောင့်အထိခိုက်နေတာအဆုံးရှုံးနေအောင်ဘလို့နေမလဲဒီလိုစဉ်းစားလိုက်တယ် တီထွယ်သီလကိုမော်ရယ်ကွန်ပတ်လို့ပြောတာ အာနာသိန်းခံရတယ်ပြည်သူတယောက်အနေနဲ့ခင်ဗျားဘာလုပ်မလဲမလုံတဲ့နာလုံရင်လည်းသီလပြတ်တာပဲလုံတဲ့နာလုံဖို့ပြတ်ခွင့်ရင်လည်းသီလပြတ်တာပဲဒီအခါဘာလုပ်ရမလဲရှင်းရှင်းကလေးဖြစ်သွားတယ်နိုင်နာမနိုင်နာတွေကနောက်ကိစ္စရလက်ကနောက်ကိစ္စကိုရှောက်ရမယ်လမ်းကိုလုံးရမယ်အလုပ်ကတော့ရှင်းလင်းနေတာပဲဘာဝနာဆိုတာစိတ်ကိုဖြူစင်တန့်ရှင်းအောင်လေ့ကျင့်တာအားထုတ်တာကွန်ဆက်လေးမိဖို့လိုတယ် စိတ်ဆိုတာအရှိတရားမဟုတ်ဘူးအဖြစ်တရားစိတ်ကောင်းရှိတာမဟုတ်ဘူးစိတ်ကောင်းတွေဖြစ်ဖြစ်နေအောင်ကြိုးစားရတာသူများကိုယုံမှားခြင်းမှာရက်ဆက်ခြင်းမှာစိတ်ဆိုးစိတ်ယုံမဟုတ်ဘူးလောကကြီးကိုမကြည်နဲ့တာအရွက်တိုက်ချင်တာလဲညစ်ထေးတဲ့စိတ်ပဲဘာမှလှုပ်ချင်ကန်ချင်စိတ်မရှိတက်ကြွမှုမရှိဖြစ်နေတာလဲညစ်ထေးတဲ့စိတ်ပဲမာမာနကြီးတာလဲညစ်ထေးတဲ့စိတ်ပဲမနာလိုဝင်တူတာလဲညစ်ထေးတဲ့စိတ်ပဲဆွဲလန်းနေတာလဲညစ်ထေးတဲ့စိတ်ပဲ ဒါတွေကိုတတိကလေးထားပြီးအမြဲရှောက်ဖို့ပြင့်နေဖို့တိတ်အရေးကြီးတယ်။လူတွေပေါ်ကူညီတတ်သူစိတ်ထားလာသူဖြစ်ပါရဲ့နဲ့တဖြည်းဖြည်းနှိမ်စင်သွားသူတွေလက်တွေဘဝမှာရောရုပ်ရှင်တွေစာအုပ်တွေထဲမှာရောမြင်ဘူးကြလိမ့်မယ်။အကြောင်းမဲ့မဟုတ်ဘူး။ဒီစိတ်အညစ်အကြေးတွေကိုတတိမထားမိရာကနေဖြစ်ကုန်တာဆိုတော့ဒါနသီလဘာဝနာကိုအရင်ကတည်းကတတ်နိုင်သမျှအားထုတ်ခဲ့ပေမယ့်အခုရှုမြင်တဲ့ပုံနဲ့အရင်နဲ့ဒီမတူတော့ဘူး။ ီလင်းတွေအတွင်းမြင်တွေ့ခဲ့ကြုံတွေ့ခဲ့ရတာတွေနဲ့လဲဆိုင်လိမ့်မယ်မင်းဒါတွေလောက်လို့နောက်ကဘာဖြစ်မှလဲမေကျွန်တော်မသိဘူးဖြစ်မှလဲမဟုတ်ဘူးဒါပေမဲ့လက်တွေ့ဘဝတင်ကျွန်တော်ရနေတဲ့အကျိုးကျေးဇူးတွေတော့အများကြီးရှိတယ်ဒါနာလုံးလိုက်တိုင်းစိတ်ပျော်ရွှင်နေကိုကြောင့်တစ်ဖက်လူတွေအဆင်ပြေသွားတာတွေ့ရတိုင်းပီတိဖြစ်တယ်ပူပူလူချင်းစိတ်တွေဖြစ်လာတယ်လှုပ်တင်လှုပ်ထိုက်တာတွေလုပ်နေတဲ့အတွက်လဲကိုကိုကိုလိပ်ပြားလုံးနေဘယ်သူကမဆိုစိတ်စီကြည်ရတယ်ဘေးမှာအတုမဖြစ်နေတာကိုဆောင်းပေါ့စ်ဖွင့်ပြီးပြောပြနေတဲ့ ကိုချင်းစာတရားမဲ့တဲ့လောက်ရံမျိုးတွေလည်းမလုံးမိတော့ဘူး။စိတ်အဆင်မပြေမှုတွေအညစ်အထဲတွေကိုလည်းနေ့စဉ်ရေချိုးသလိုအဝိရှောသလိုတန့်ရှင်းရေးလုပ်တယ်။ကိုစိတ်မှာအညစ်အကြေးနဲလာတာနဲ့မျှကိုကိုယ်တိုင်လည်းပျော်လာသလိုလှုပ်တဲ့အလုပ်တွေလည်းတန့်လာတာပဲ။ပစ္စည်းဥစ္စာတွေပေါ်လည်းအစွဲလန်းနေလာတဲ့အခါပိုပြီးစွန့်လွတ်နိုင်လာတယ်။ကွေးတော့လည်းမဆန့်မီဆန့်တော့လည်းမကွေးမီမျိုးမျိုးဖြစ်သွားနိုင်တာမို့လူပြည်တုံးခဏတန်ဖိုးရှိတဲ့အလုပ်တွေများများလုပ်သွားခြင်းနဲ့အတိတ်ကံကြောင့်ဆိုပြီးတဲ့အရာရာကိုတွေးမနေတော့သလို့ လက်တွေ့ကြကြဒီဒုက္ခတွေလွတ်မြောက်အောင်မလုပ်သင့်တယ်လဲဆိုတာပဲစူးစမ်းဖြစ်လာတယ်။ဘုဒ္ဓဇင်မြတ်အခြေခံကအကြောင်းနဲ့ကျိုးပဲမဟုတ်လား။အကြောင်းရှိရင်အကျိုးဖြစ်မယ်။ဒီတော့အကျိုးလိုချင်အကြောင်းတရားကိုဖြည့်ဆည်းရမယ်။အကျိုးတစ်ခုကိုမလိုချင်တော့ရင်လည်းအကြောင်းတရားကိုပယ်တတ်ရမယ်။ရှင်းရှင်းလေးပါပဲ။ဒါဟာကိုယ့်ဘဝအစဉ်မြင့်မြင့်ရှင်သင်နေထိုင်နိုင်ဘုရားဆလို့လူများရဲ့ဒုက္ခတွေရော့ပါတက်တာသွားစေသည်ထိကျွန်တော်တို့ကျင့်သုံးလို့ရတဲ့အခြေခံအကျဆုံး formula တစ်ခုပဲ ဖြစ်ပါတယ်ဒေါက်တာဖြိုးသီဟာ30ရက်3လ2025နောက်ထပ်လဲဆရာဖြိုးသီရရဲ့စာများကို တင်ဆက်ပေးခြင်းမသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ